ထိုင်းနိုင်ငံကိုဝင်ရောက်နေတဲ့မူရစ်စေဝါဂိုင်းတွေရဲ့နောက်ွယ်မှာဝါပြည်သွေးစီညီညွတ်ရေးတပ်မတော် UWSA ရှိနေတယ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်စင်ရှင်နာဝက်ရဲ့ပြောဆိုချက်တွေဟာစွပ်စွဲချက်တစ်ခုသာဖြစ်တယ်လို့ UWSA ရဲ့ပြောရေးဆိုခွင့်ရှိသူကတုံ့ပြန်လိုက်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကမူရစ်စေဝါလုပ်ငန်းတွေရဲ့နောက်ွယ်မှာဝါတပ်ဖွဲ့ရှိနေတဲ့အတွက်အရင်မြစ်ကိုကင်တွယ်ဖြေရှင်းဖို့လိုအပ်တယ်လို့မေလ28ရက်နေ့ကထိုင်းနိုင်ငံမူရစ်စေဝါထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံးမှ ပြုလုပ်တဲ့ဆွေးနွေးပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ဒါကဆွဆွပြောဆိုမှုတွေပါပဲ။နော်ဗာတက်တွေတောက်ထားရှိတယ်ဆိုတာဒီပြဖို့တော့လိုတော့ပေါ့နော်။ကိုပြောတဲ့စကားရဲ့နောက်ပဲမှာပေါ့နော်။အဲတို့နေနေတို့လိုမျိုးကျွန်တော်တို့လည်းနေနေတာပဲလေ။နော်။နေစက်ဒေတာတွေမှာဒီအာလက်နက်ကအဖွဲ့တည်းကအာဘယ်လောက်ရှိတယ်ဆိုတာအားလုံးတိနေပြီးသားပဲဟောကျွန်တော်တို့လည်းတောက်စားလည်းနေနေတယ်ပဲလေ။ ရှမ်းပြည်နယ်အရှေ့ပိုင်းဝါထိန်ချုပ်ရာဒေသတွေဘက်ကဝင်လာတဲ့မွေးရစေဝါကူးတန်းသူတွေနဲ့ထိုင်းစစ်တပ်တို့နေဆက်မှာမကြာခဏဆိုသလိုပြစ်ခတ်မှုတွေရှိကြောင်းထိုင်းဘက်ကထုတ်ပြန်ပါတယ်။အခုနှစ်ပိုင်းအတွင်းထိုင်းနိုင်ငံအတွင်းကိုနေဆက်ဖြတ်ကျော်မွေးရကုံသွယ်မှုတိုးမြင့်လာတယ်လို့ထိုင်းစိုးရဘက်ကထုတ်ဖော်ပြောဆိုထားပြီးမွေးရစေဝါအများအပြားလဲဖမ်းဆီးရမိတဲ့အကြောင်းတွေကိုထုတ်ပြန်ထားပါတယ်။ဒီမွေးစေဝါကုံသွယ်မှုတွေမှာဝါတပ်ဖွဲ့ပါဝင်ပတ်သက်နေတဲ့အခြေအနေကို မြန်မာအစိုးရက ဖြည့်ရှင်းပေးဖို့လိုပြီးအဖြည့်ရှင်းနိုင်ရင်ကိုယ်တိုင်ကင်တွယ်မယ်လို့ဝန်ကြီးချုပ်ဟောင်းတတ်စင်ကပြောဆိုသွားခဲ့ပါတယ်။ဝမ်လန်ကြောင်းနေဝင်တယ်ဒါပေမဲ့အဲ့ဝီစေဝါကအာဝမ်လန်ကြောင်းနေဝင်တယ်သူတို့ပြောတယ်ပေါ့နော်ဝမ်လန်ကြောင်းကနေလာတိုင်းဝအဖွဲဖြစ်ချင်မှဖြစ်တယ်လေအဲ့လိုလက်ရှိတယ်လေနော် ဘာရလဲဆိုတော့ကျွန်တော်တို့ကနေစက်ဒေတာမှာနေတဲ့အခါကျတော့ဘယ်လိုပဲဖြစ်ဖြစ်အတွင်းပိုင်းကဖြစ်လာနိုင်တဲ့ဒီအမှုရမောင်ကိုကူးမှုတွေလည်းဒီနေစက်တဲ့နေပဲလာမှာဩကျွန်တော်တို့လည်းအတတ်နိုင်ဆုံးလဲအသားစီးမှုတွေလည်းလုပ်နေတာပဲအဖန်စီးမှုတွေလည်းလုပ်နေတာပဲတစ်ဖက်ထက်နဲ့လုပ်လို့မရဘူးလေဒါအဖက်ထက်ကနေပြီးမှဝိုင်းဝန်းပြီးမှတိုက်ဖြတ်တယ်ဆိုတာဒါကတော့ကောင်းတော့ဗောနော်မင်းအောင်ဆောင်ခရိုင်ကထိုင်းပိုင်နယ်တွေထဲမှာ ဝါရဲ့တပ်စခန်း၉ခုကျူးကျော်နေတယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ပြီးခဲ့တဲ့၂၀၂၄ခုနှစ်နိုဝင်ဘာလတုန်းကထိုင်းစစ်တပ်နဲ့ဝါတပ်ဖွဲ့ကြားစီရင်ပြင်ဆင်တဲ့အထိတင်းမာမှုတွေရှိခဲ့ပါတယ်။